မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေเนาะပိုင်ရဲကိုမျက်နှာမြင်ပိုင်ရဲကိုတန်ကြားလို့တနေ့ကိုပြောဆင်ပါစေဗျာဒါကဝင်နေမို့ဒီနေ့က12ရက်3လ2025ပေါ့เนาะဒါဒုတိယဒုတိယဖိုင်တော့ဘုံပထမဖိုင်ကမဲကျွန်တော်တို့နိုင်ပေးတာပါဗျာမဲနိုင်ပေးတဲ့နေ့မှာပထမပေါက်သွားတဲ့သူက54နံပါတ်နဲ့ပေါက်တဲ့အမကဒါဘုံမူကတော်လည်းဖြစ်တယ်ဒါမှသူကဒီဗမာပြည်မှာမရှိထိုင်းမှာရှိတာ နော်အဲ့ဒီအမကထိုင်းမှာရှိတာပါဗျာအဲ့ဒါကျွန်တော်ဖုန်းဆက်လို့ပေးလို့မရဘူးဖြစ်သွားပါတယ်ဒုတိယပေါက်တဲ့အမတ်29ပေါက်တဲ့အာကြတော့တမ်တော်ဗိုလ်လေးနဲ့အနာဥဒါတဲ့စစ်စေးရပုံကိုဖြစ်ပါတယ်သူကလည်းဒါအဲပိုင်းဒီမှာငါမဲငါးဆောင်လာမသိထိုးတယ်မဲငါးဆောင်ထိုးတော့ပေါက်တဲ့ဥစ္စာကိုလှမ်းပြီးအကြောင်းကြားပေးလိုက်တဲ့ခါကျတော့သူကဒါပြန်လူဖို့အတွက်သူကလည်းဒီ2020တဲ့အရေးကိစ္စဖြစ်တဲ့ချိန်ကသူကလည်းထီထိုးတာတိတ်တထောင် ပေါက်ထားဘူးတဲ့ဆိုတော့ဒါသူကအခုဒီကန်စမ်းမဲ့လည်းပေါက်မှဆိုတော့သိနေတယ်အားကြောင့်သူစိတ်ထဲမှာကြိုတင်သိပြီးတော့မှတရေရနေတာဆိုတော့ဒီလိုပေါ့ကန်ဆက်တဲ့ပထန်းဆက်တွေပေါ့နော်နောက်တစ်ခေါက်နောက်ဆုံးဒါကျွန်တော်တစုံထပ်ပေးမယ့်ဟာကဘသူပြန်ပေါက်သွားတယ်ဆိုတတ်တော်တော်မှထိုင်းရတရားဘယ်ပြန်ပေါက်တယ်ထိုင်းရအဲ့ဒီအမပဲသူလည်းဟိုသူဘုံမှုကတော်ပဲပေါ့ဘုံမှုကတော့သူရှေ့တိုင်း online ဖြစ်သွားပြီပေါ့ကြာဆုံးသွားပြီပေါ့နော်ဘုံမှုကတော်ပေါ့အဲသူသူကနေပြီးတော့ နှစ်ခါပေါက်တာပေါ့သူကနှစ်ခါပေါက်တာပေါ့နှစ်ခါပေါက်တယ်ဆိုတာပထမက3စုံပေါက်တယ်နောက်တစ်ခေါက်2စုံပေါက်တော့4စုံပေါက်သွားတာပေါ့4စုံလူဖို့ရှိတယ်ပြီးတော့ဒီကြားထဲမှာမှာဟိုစောစော20ခွန်ပေါက်တဲ့ဆရာကြီးကလည်းအဲအ ONE ပိုလေးရလဲသူကတစုံထပ်ပြီးတော့လို့ရဆိုဘိုင်းမှာဒါဒီနေ့၅ဆုံလောကဘိုင်းပြည့်မှာ၅ဆုံလောကလှူမဲ့အစုံနဲ့အကုန်ရောက်သွားတယ်နော်ဘိုင်းကဒါဟိုနေ့ကတောင်ခံကိစ္စလဲဒါရင်းနေမကောင်းရင်းနေမကောင်းဆိုဘိုင်းတို့အဲ့လိုမျိုးကြားလို့ရှင်တောက်ထူခြင်းနဲ့ထူခြင်းဆိုကိုက တို့တို့ရှေ့တန်းနဲ့ပြန်လာတော့အားလုံးကတက်ပေါ့နော်အဲ့လိုမျိုးသွားပြီးတော့လှူခြင်းနဲ့ဘိုင်းကလူဝန်းကဟိုနေမှာပစ္စည်းတွေကတော့အများကြီးရှိတယ်။နောက်အထယ်တွေကနောက်ဆုံးရာနဲ့ချီလဲလှူနိုင်တယ်။ထောင်နဲ့ချီနေပြီးပါလဲဘိုင်းလှူနိုင်တယ်။ချမ်းသာတာမဟုတ်ဘူး။ဘာလို့ဆိုတော့တို့လှူပေးမဲ့ပုံကူလည်းအများကြီးရှိတယ်။တချို့ဟိုတက်ကအရာရှိတွေတချို့များဆိုလဲလှူပိုင်းသွားလှူသွားငါတို့လိုက်လှုပ်ပေးမယ်။ဟိုနေထည့်ပေးမယ်လှုပ်ဆိုတာဒါမျိုးတွေပြောတာရှိတယ်နော်။အဲဒါအဲ့ဒီကတော့ကျွန်တော်စိတ်မကောင်းတော့တော်ဖြစ်သွားပါတော့နော်။စိတ်မကောင်းတော့တော်ဖြစ်သွားတော့ကိုကလှူချင်တာပါ။ ကျွန်တော်တို့ဘာမှမလုပ်ပါဘူးเนาะကျွန်တော်တို့အနေနဲ့ကဒါတိုင်းကြီးပေါ်မှာထားရှိတဲ့စေတနာကကျွန်တော်တို့ popular ဖြစ်စားအကြောင်းမရှိဘူးเนาะဒါတွေကလည်းကျွန်တော်စီးပွားရေးလည်းမဟုတ်ကျွန်တော်စီးပွားရေးကကျွန်တော်အနုပညာလုပ်ပဲရှိတယ်အနုပညာပဲဒါကျွန်တော်စီးပွားရေးနဲ့ဒီအဲထားလိုက်ပါတော့စီးပွားရေးကြောင်းနေပြောနေကြားနေမှာဆိုတော့เนาะအဲအခုကျွန်တော်နည်းနည်းသတင်းလေးပြောတင်တယ်နော်သတင်းလေးပြောချင်ဆိုတော့ကျွန်တော်ပြောပြီးသားပဲเนาะတူးသားလေးတူးသားလေးမရှိဘူးဒါ ဖြစ်ပေါ်နေတဲ့ဟာလေးအကျိုးတရားအကြောင်းတရားလေးတွေရှင်းပြတာအကျိုးနဲ့အကြောင်းနဲ့အဓိကလိုအပ်တာပိုင်ရဲကွာငင်းချင်းကြီးလို့ပြောပြီးသားငင်းချင်းကြီးဒီတိုင်းရဲ့စီယုံကြီးဒီငင်းချင်းကြီးကိုစီယုံတာဟာတိုင်းရဲ့အေဂျင့်ကိုလိုလာတဲ့လူတယောက်ရဲ့လှုပ်ဆောင်မဲ့အနေထားလို့ကျွန်တော်တို့သတ်မှတ်တယ်။နော်ရန်လုံးတဲ့ဒေါ်သကြီးနဲ့ဆိုလို့ရှိရင်တော့ဒါကလူတယောက်လှုပ်ဆောင်တာမဟုတ်ဘဲနဲ့အဲကျွန်တော်တို့ကိုကိုကိုတော့ထင်ပါတယ်ကျွန်တော်တို့ကတက်ကိုဗျာတောက်ကနေဆိုတော့တက်ဘက်ကနေဆုတ်ပြီးတော့ဟိုပြောပြနေတယ်ဆိုတော့ကျွန်တော်တို့ကဟိုဘယ်နည်းပေါ့ ကိုကလူလားတလိမ့်ဆန်လားလို့ပဲတွေ့ရမှာပေါ့တပ်ပကမင်းကတက်စခွေးတွေပဲပါညာပြောခံမှာပေါ့ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့သူတို့ဘက်ကဟောင်းဝင်းနေလို့ပုံစံမျိုးတဲ့မှန်ကန်ပေါ့ကျွန်တော်ကငင်းကြိမ်းပဲလို့လားဘယ်သူမှပြောပြနေတာမဟုတ်ဘူးတမတော်ကရှိမှတိုင်းအေဂျင့်မှဆိုတာဒါလူတိုင်းသိတယ်တမတော်ရှိတဲ့နေရာတိုင်းအေးတကြမ်းနဲ့ဒါဟိုဝင်နေဖြစ်လို့ရတယ်နော်တမတော်ဆိုတာလည်းနိုင်ငံရေးနိုင်ငံအေဂျင့်နဲ့နေရာတွေဆိုအများကြီးဒါပြောပြောတိုင်းပြည်တပြည်မှာပဲဖြစ်နော်လူတယောက်ရဲ့အကျိုး လူတယောက်ရဲ့ခံစားခွင့်နဲ့အကုန်ခံစားလို့ရတယ်အဲ့လိုမှမဟုတ်လို့စစ်ဖြစ်နေတဲ့နေရာကြီးမှာဆိုတော့တည့်တဲ့အတိုင်းမှာဟိုဒုက္ခပေါင်းစုံနဲ့ရင်ဆိုင်ကြမှာဘူးเนาะအခုပြောချင်တာကတမ်တော်ကိုကျွန်တော်တို့ထောက်ခံတာကလည်းတမ်တော်ကိုတိုင်းပြည်အေဂျင့်စီကျင်နဲ့နိုင်ငံရေးအေဂျင့်စီကျင်နဲ့ဒါကိုလှုပ်ဆောင်ပေးနိုင်တာတမ်တော်တဦးပဲရှိတယ်ဆိုတော့ကျွန်တော်ရင်နံမှာခံစားချက်ရှိတာလို့ယုံကြည်တာလို့နောက်တစ်ခုအချင်းချင်းစိတ်ဝမ်းကွဲရနေပြီးတော့မှနောက်ဟိုအမြင်မတူရနဲ့ဖြစ်ရနေမှာဒီလိုတိုင်းပြည်ပျက်စီးသွားတဲ့ဒီမပျက်စီးမဖြစ်စေ ျင်နာရဲ့တိုင်းပြည်မှာရှိနေတဲ့လူမျိုးတွေအားလုံးမပြုံးသီးစေချင်တာရဲ့တစ်ဖက်ခြားနိုင်ငံလူတွေဝမ်းသာသွားမှာရဲ့ကြောင့်ပိုင်းတို့ကမဖြစ်စေချင်တဲ့အတွက်နိုင်ငံထဲမှာရှိနေတဲ့မိသည့်တိုင်းရင်းသားကိုမဆိုမိသည့်အဖွဲ့အစည်းကိုမဆိုစန့်ကျင်ဘက်အဖွဲ့အစည်းမိသည့်ကိုမဆိုအားလုံးငြိမ်းချမ်းတဲ့အေးချမ်းဖြစ်စေချင်တဲ့ဆန္ဒတစ်ခုနဲ့ဒါပြောဆိုနေပြောနေခြင်းဖြစ်တယ်လို့ပဲပိုင်းပြောချင်ပါတယ်အဓိကကတော့တဝူးသားတွေတဝူးသားတွေမရှိပါဘူးနောက်ဒီအဓိကအေးအေးအကြောင်းပြောချင်တာအေးအကြောင်းဖြူဘက်မှာအကြောင်းဖြူကိုပြောမယ်အကြောင်းဖြူဆိုဒီငပီးတောင်ဘက်ကနေပြီးတော့မှဒါ စေဘုတ်ကေရွာလာအဲ့ဒီဘက်ကိုဒါမင်းကတော့ဟိုပေါ့ကြောင်းရွှေ့နေကြပေါ့ဒါဒါလည်းတရင်ပေးတဲ့ပုံစံပဲဖြစ်တာပေါ့ဘာလို့ဆိုအေးဒီကျွန်တော်တို့ရေခတောင်းလာခရီးတောင်းလာအဲ့အဲ့ဒီအဲ့ဒီကနေပြောမှဟိုစကန်းသိမ့်လိုက်တော့အနာမရှိတဲ့ရွာတွေကနေပြောမှအေးဒီကအကုန်လုံးရွာတွေဝင်ပုံခွအနေနဲ့ဟိုရှင်းတီရှင်းဒါသူတို့ရဲ့လုပ်ငန်းလုပ်စဉ်ပေါ့လုံရုပ်လုပ်စဉ်ပေါ့နောက်အဝေးကနေပြစ်မယ်ပေါ့ပြစ်မယ်ခတ်မယ်ပြီးွားလို့ရှင်ဝိုင်းထားမယ် လာလို့မရအောင်ကာထားမယ်စိတ်ချောင်းဝင်လို့မရအောင်ဒါမျိုးပေါ့ဒါမျိုးအခုတက်မလို့ဘာလို့တက်လဲဆိုတော့ drone တွေနဲ့ပဲတောက်ချောက်ကျွေးတာစစ်တွေမှာဆိုလဲကွမ်းချောင်းတို့ဘာလဲဟိုခမောင်းတော့လားအာခမောင်းတော့ကစ်ချက်ကကြောက်စရာကြီးခမောင်းတော့ကစ်ချက်ကကြောက်စရာညညာငွေကွင်းနေတာတော်တော်နော်ကျွန်တော်တို့ဒါထူးထူးဆန်းဆန်းမြင်ရတာတခါကိုတရားတော့ဒီစစ်ဘက်ကြီးကတိတ်နားမလဲပါဘူးဒါပေမဲ့သူတို့ပြက်တာခတ်တာလည်းမြင်ရတာပြောတာပါ။တော့ကျွန်တော်စီပို့ပြီးနေတဲ့ဟာလေးမြင်တွေ့နေရကြည့်လား။အာညာဘက်ကြတဲ့က night view နဲ့သူတို့ကြီးလိုက်တဲ့ခါကျအဲ့ ဟိုနေနေရောအာအဖြူလေးအဖြူလေးများကြီးအာဝကိချအဝကိချတွေ့နေဒါအဲ့ဒါတော့ပျော်လို့ပြောနေတာတော့မဟုတ်ပါဘူးအဓိကတော့ငင်းငင်းလေးနေအေးချမ်းချမ်းလေးဖြစ်စေခြင်းနဲ့ချင်းပြောနိုင်ငံတော်နဲ့လက်တွဲနိုင်ငံတော်နဲ့လက်တွဲလိုက်လို့ရှင်အေးချမ်းဖြစ်မဲ့ကိစ္စကိုဟိုအတားကြီးလောဘကြီးစွတ်တက်နေတယ်အေးကတော့ဒါချင်းပြောလို့ရှင်အသေးသေးကတော့တော်တော်များတယ်ဒီကြောက်ဖြူပဲဆိုလဲစီမောရွာဘက်မှာလဲဒါအေကိမုံဝင့်နေတဲ့နေရာလေဒရဘုံနေချတယ်အမုံချွေးတယ် အဲတော့ကြောက်ဒီညောင်ကျိုးဘက်ကနေပြီးတော့မှသွားတဲ့ဒီပထောင်မျိုးအဲ့ဘက်ညောင်ကျိုးဘက်ကသွားတဲ့ A တွေလည်းကြောက်ဖြူဘက်ကိုပြေးတယ်ကြောက်ဖြူဘက်ကျတော့သေးတယ်အဲ့လိုမျိုးတွေဖြစ်တယ်အခုဒီတလောကတော့ A တွေတော်တော်သေနေကြတာတွေ့တယ်နော်ကျွန်တော်တွေ့တာပြောတာ A တွေတော်တော်များသေနေတာဗမော်ဆိုလည်းမနေ့ကညတော်တော်ကြီးကိုဟိုသူတို့ဘက်ကတော့ဗာနာဆက်ကိုစကားကနဆက်တက်ကိုယာယီဝါညာဆိုပြီးတော့ဆောက်ပါတော့ကအမှန်တကယ်ကတော့အဲ့ဒီကိုကန်ငင်းသားလေးကိုရောက်အောင်ဆွဲခေါ်ရောက်လဲရောက်အပွားနေပြီးတော့မှညဂျူးတွေနဲ့ကြည့်ပြီးတော့ကျွေးတာကျွေးတာ အာကျွေးတယ်ဒါသူအဖြူလေးတွေဟိုနေလေးတွေကြာနေကျွန်တော်ညပိုင်းကြည့်တဲ့အခါကျတော့တကယ်မှသူတို့လေးတွေဟိုပြည့်ပြီးပြအောင်ဆုလိုက်တော့ဖရိုးဆိုပြန်အဖေါ်ချာချာလိုက်ချစူရက်နေလမ်းဆောင်လေးရှိနေအိုင်းနာလေးမှစောင့်နေအာသူတို့လေးအိုင်းနာလေးလည်းရောက်လေရောက်ချတော့သူကအဲဂိမ်းပြောင်းတဲ့လူတော်ဖြစ်နေတယ်အဲ့လိုကြီးတော်တော်များဟိုအဲ့တော့လေ KIA တွေကလည်းအမျိုးပြုတ်တာပြုတ်တော့မှတမ်းမှတစ်နှစ်သုံးဝပြုတ်သွားပြီးလေးကလည်းပြုတ်တော့မှလေးကလည်းပြဿနာပေါင်းစုံနဲ့တရားလည်းနေနဲ့ အဲဒါလည်းဒီကလည်းအဲ့ဒါလည်းတောင်းရဲ့ view ပါပဲအဲ့လိုအုတ်ချုပ်တဲ့ခါကြလို့ကျေဘာလို့ဆိုတော့လောဘိုက်တက်လာကြမှာငါနေရသူနေရခွဲမှာငါရမငွေသူရမငွေတွေဖြစ်လာကြတဲ့ခါကြတော့အဲ့တော့အချင်းချင်းတိုက်ကြအချင်းချင်းကြိုက်ကြတယ်ဖြစ်ကုန်တိုက်ကပြီးတော့မှဝင်ကျိမ့်မဲ့သဘောတော့ရှိတာပေါ့နော် အပြီးတော့တရားလာလေအကြောင်းပြောလို့တရားလာလေမိုးကုတ်တို့မတရားတို့ကဒါအမြန်ဆုံးရှင်းစေခြင်းနဲ့ဗျာအမြန်ဆုံးရှင်းလိုက်တယ်ဆိုလို့ကျဒါတမန်ဝါဆက်တဲ့လေဒီလေးပါအများကြီးရှိတယ်အများကြီးရှိတယ်အများကြီးလှုပ်လို့ရတယ်အများကြီးမြန်မြန်ဆန်လှုပ်လို့ရတယ်အခုကနည်းနည်းလေးကရှင်းပြောတမန်ဝါ၁၄၅ရောက်လောက်အယောင်း၃၀လောင်းနဲ့ပကင်းပတ်နေတော့ဟိုဘက်က၄၅ရာလောင်း၃၅ရာလောင်းနဲ့စောင့်နေကြမှာပဲချောင်းချက်ပြီးအဲ့ခါကျရင်တက်ကခံရမှာပဲအဲ့တော့တက်ကတာပါနဲ့တာလို့အပေါ်ဆက်တဲ့လေဒီတွေနဲ့တာမယ်ဒုံးတွေနဲ့တာလာပြီဖြစ်တဲ့အတွက်အဲ့ဒါရင်းနဲ့တကယ်တည်း ဟိုမိုးကုတ်တို့ဘာတို့ကဒါအပြတ်ချက်မိုးကုတ်ကိုမရှင်းသေးတာတော့ထူးဆန်းနေတယ်လို့ပဲကျွန်တော်နေတဲ့တုံးသက်တယ်ဘာလို့ဆိုမိုးကုတ်ဒီနေရာတွေကဒါတော့ကြာသေးတဲ့နေရာကြီးလည်းမဟုတ်ဘူးကြာသေးတဲ့နေရာတွေအားလည်းမပြောပါဘူးတကယ်ကြာသေးတဲ့နေရာတွေကကျွန်တော်တို့ဟိုနေတို့အေးပြီးရခိုင်ပဲဆိုကြာတာကျွန်တော်လက်ခံတယ်ဘာလို့ဆိုအဲ့ဒီတောတောင်ရေမြေတဘာဝရကျွန်တော်တို့လက်ခံလို့ရ ဒီမိုးကုတ်မတရားလှမ်းကြည့်တော်မြင်နေကြတဲ့ဟိုချောင်းဟိုဘက်တင်ပါဆိုလို့ချင်းနှစ်နှစ်ပေတကိတ်တင်တဲ့ PDF အကြံဖက်တွေဘက်တီရောအများကြီးပဲအဲ့ဒါတွေကမွားစားတက်နေတာတွေကဒါဟာရှင်းခဏလေးဘာကြောင့်မရှင်းသေးတာလဲအကျိုးတူမပြောတော့ပါဘူးရတယ်ဘာဖြစ်လို့ငရေကြီးပါလဲသူတဘာကိစ္စတွေနော် အဲ့တော့ကျွန်တော်ပြောချင်တာကဒီမုတ်ကုတ်မတရားဘက်ကတော့တေးကြကြအမြန်ဆုံးရှိရင်တရားလက်လေးတွေအမြန်ဆုံးပြောက်ထွက်သွားမှလည်းအေးမယ်လို့ပြောချင်တယ်နော်။လာရှိုးကတော့ကျွန်တော်တိတ်မသေးတာလို့တိုက်မယ်ခိုင်မယ်ဆိုတာဘာလို့လဲဆိုတော့အေးသေးသေးနေနေတယ်။ဟိုဘက်လည်းအုတ်ချုံမှုရန်နေရတွေကလုံနေကြ။ဒါတက်ကဘလို့ချိန်နေတဲ့ရှိတယ်တော့မသိသေးဘူး။တရင်တော့မကြသေးဘူး။ကျွန်တော်ဒီလာရှိုးကိစ္စတိုက်မှမတိုက်လားမေးလို့ကျွန်တော်တော့မကြသေးဘူး။တိုက်မှခိုင်မယ်ဆိုတဲ့ပုံစံမျိုးတော့နော်။ကျွန်တော်မကြသေးတာပြောတာတိုက်တာမှခိုင်တာမသိဘူး။နောက် နောက်တန်းတော်ဘက်ကဝင်းနေပေါ့ကျွန်တော်ဘကိုးတိုင်းဒီအနောက်ချမ်းပေါ့ဒီအုပ်ဘုဘက်မှာဆိုလို့ရှိရင်ဒါရခိုင်ရိုးဘက်တို့သူတို့သွားကတဲ့အချိန်မှာတောက်ချောက်ပေါ့ဝင်းနေတပြေစမ်းတို့တာလီကာတို့ဒေါင်းကြီးတို့ဒေါင်းလေးတို့ဟိုချောင်းကလည်းရွာလာအဲ့ချောင်းရွာလာအဲ့ဘက်မှာစစ်ချောင်းတွေထိုးနေစစ်ချောင်းထိုးတဲ့အခါကျတော့အမှန်ငယ်ဂျမ်းဖက်ရှိတဲ့ရွာဆိုလဲတောင်းတော်ကစစ်ချောင်းလည်းနည်းနည်းခက်ချက်ချင်းထိုးမှလည်းရမှာတော့အဲ့တော့ စကြောင်းထိုးတဲ့ခါကြတော့ဘာဖြစ်လဲဆိုရွာကန်တရားပြောလာတယ်ဟိုအိမ်ပေါ်တွေတက်တယ်တောင်းတော့သားဒီလိုလိုဆိုဒါမှလည်းသူတို့ကလည်းဒီလိုမျိုးစကြောင်းမထိုးလို့ရှင်လည်းသူတို့အတွက်ကအနေရရှိတယ်လေအဲ့တော့ဘာပဲပြောပြောကျွန်တော်တို့နားလည်မှုပေးလိုက်ပါတောင်းတော့သားတွေကလည်းပဲဒါသူတို့ရဲ့တောင်းဝင်ရထိုင်းဆောင်ရတဲ့ဟာမျိုးရှိတောင်းတော့အတဲမှာရှားဝဲအတဲအသေးတန်းကျန်တဲ့တန်းတန်းလောက်တယ်လို့ဒါအဲ့ဘက်ကနေပြောတာမျိုးရှိတယ်ဒါကြောင့်ကျွန်တော်ဒီကနေပြောချင်တာက တမန်တော်ကလည်းသူ့အလုပ်လေးသူလုပ်နေရတဲ့အတွက်နားလည်မှုပေးပါလို့ပဲပြောချင်ပါတယ်ဘယ်သူကရမ်းသူဘယ်သူကမရှိဆိုဒီချိန်ကာလမှာမသိပါဘူးဗျာเนาะမသိတဲ့အတွက်ဒီလိုပြဿနာတွေရှိတာကိုလည်းဒါဒီနေရာနေပြီးပြောချင်ပါတယ်အဲအချိန်ပြည့်သွားလို့အားလုံးပဲကြမ်းပါပါစေချမ်းသာပါစေဗျာလူရည်ပြည့်ပါစေဗျာเนาะ